MSP ဇနကမင်းသားဒေတာဖြစ်လာလိုက်သူတို့ပညာတတ်မယ်သူဘွားအာမခံချက်ရှိရမယ်လာတဲ့ကလေးတွေအကုန်လုံးနိုင်ငံဂုံဆောင်ရုံသာမကဘဝအတွက် guarantee တခု safety တခု retire လုပ်သွားရဲဆိုရဲအချိန်မှလည်းအတမွေးဝမ်းကြောင်းလုပ်နိုင်အောင်စီစဉ်ပေးမယ်ဆောင်ရွက်ပေးမယ်ချိတ်ဆက်ပြီးတော့အကောင့်ထဲပေါ်သွားမယ်ပညာတတ်မယ်ဘဝအတွက်အာမခံချက်ရှိရမယ် ီလိုမျိုးတမိုင်းဝင်ချန်နေတခုကိုဖြစ်ပေါ်လာတာကျွန်တော်တို့ကိုကျွန်တော်တို့အားကစားသမားတွေနိုင်ငံတကာနဲ့ရန်ပောင်တမ်းပြီးသွားရှင်ပြိုင်ပြိုင်အောင်ဆိုကျွန်တော်တို့ဒီနေ့ပွဲကတော့အဓိကကတော့ကျွန်တော်33ချိန်မြောက်ထိုင်းလန်စီဂိမ်းမှာမြန်မာနိုင်ငံကိုစားပြုနဲ့တောင်းရှင်ပြိုင်မဲ့ကျွန်တော်နိုင်ငံလေရွေးစင် e-sports အားကစားအသင်း team ဇနကာရဲ့မိတ်ဆက်ပွဲပေါ့အဓိကကဒီတောင်းပြိုင်မယ်ဆိုရင်ကျွန်တော်လေရွေးစင်အားကစားသမားတွေကိုစာနယ်ဇင်းနေမီဒီယာတွေနဲ့မိတ်ဆက်ပေးပြီးတော့ ကျွန်တော်တွေးဆတဲ့ပွဲတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော် team center ကဆိုရင်မြန်မာလယ်ယူစင်အသင်းဖြစ်ဖို့ကကျွန်တော်တို့ကဟို qualifier အဆင့်ဆင့်ပေါ့ကျွန်တော်တို့လယ်ယူစင်ပွဲအဆင့်ဆင့်ကျွန်တော်တို့လုပ်တယ် National Esports Championship ပေါ့လွန်ခဲ့တဲ့တစ်လလောက်အထက်နဲ့ပြီးသွားတဲ့ကျွန်တော်တို့အာ Road to Sea Game National Esports Championship 2025အမှ9နဲ့ champion အသင်းကိုကျွန်တော်တို့က team center ကအနေနဲ့ရွေးချယ်ပြီးတော့လာမယ့် Sea Game အတွက်လယ်ယူစင်အသင်းတွေနဲ့စေလွတ်တော့စေလွတ်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်ဟုတ် ကြောင့်ဇနကကိုပြောတယ်။ဟုတ်ကဲ့။ဆိုတော့ဇနကဆိုတဲ့အာ concept ပေါ့နော်။ဇနကဆိုတဲ့ပုံရိပ်ကျွန်တော်တို့မြန်မာလူမျိုးတွေမှာကျွန်တော်တို့မြန်မာလူမျိုးတွေမှာ tradition တွေရှိရယ် culture တွေရှိရယ်ကျွန်တော်တို့အများအားဇွဲလုံးလားနဲ့ပတ်သက်ရင်ပင်လယ်ပြင်ကြီးကိုလက်ပြက်ကူးွားတယ်မဟာဇနကမင်းသားကျွန်တော်ရဲ့ပြရုပ်တစ်ခုဖြစ်တယ်ဒီ story တွေဒီအရင်နဲ့ပဲကြီးလာတယ်ဆိုတဲ့အချိန်မှာမစုံမနစ်တဲ့ဇွဲလုံးလား အရှုံးမပေးတဲ့စိတ်တက်ပေါ့ဒါတွေကကျွန်တော်တို့လူငယ်တွေအားကစားသမားတွေအတွက် baseline လိုအပ်ချက်ဖြစ်တယ်ကျွန်တော်တို့ e-sport က2019ကနေစပြီးတော့အားကစားတစ်ခုအနေနဲ့စတယ်စုစုပေါင်းစီးကင်းက3ချိန် Asian Games က2ချိန်ကျွန်တော်တို့ကအားကစားတစ်ခုအနေနဲ့ကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ကလေးတွေကတကယ်နိုင်ငံလေရေးစင်အင်ဂျီကြီးတွေဝက်ပြီးတော့ အားကစားပြိုင်ပွဲတွေမှာတခြားကျွန်တော်တို့ traditional အားကစားအကုန်လုံးနဲ့ရမောင်တမ်းပြီးရှင်ပြိုင်ခွင့်ရတာဆိုရင် အခုဆိုရင်6နှစ်လောက်ရှိပြီဒီ6နှစ်လောက်ထဲမှာကျွန်တော်တို့2025ခုနှစ်ကကျွန်တော်တို့ရဲ့အာအောင်မြင်တဲ့အောင်မြင်ဆုံးနှစ်တစ်နှစ်ဖြစ်တာပေါ့ကျွန်တော်တို့2023တော့ကကျွန်တော်မြန်မာနိုင်ငံအတွက်ကမ္ဘာအဆင့်မှာငွေတစ်စိတ်စီးကိန်းမှာ bronze medal ကိုကျွန်တော်ရယူထားတယ် အဲ့လိုပဲကြိုးစားနေရနေကျွန်တော်တို့ဒီ2025လဲကြာကျွန်တော် PUBG Mobile ကစားနေနေ eSport World Cup ဆိုတဲ့ကမ္ဘာဖလားကြီးကိုကျွန်တော်တို့က PUBG Mobile ကစားနေနေမြန်မာနိုင်ငံအတွက်ပထမဦးဆုံးသမိုင်းဝင်ကမ္ဘာဖလားကြီးအဖြစ်ကမ္ဘာချန်ပီယံအဖြစ်နိုင်ငံကုံဆောင်နိုင်ခဲ့ဆိုတော့2025တော့ကျွန်တော်တို့ရဲ့အအောင်မြင်ဆုံးနှစ်တစ်ခုဖြစ်တာဖြစ်တဲ့အတွက်လာမယ့်ဒီဇင်ဘာ Thailand SEA Games မှာလဲကျွန်တော်တို့အားကစားသမားတွေမြန်မာနိုင်ငံအလံကို စိတ်မြင့်ထက်မှာလွတ်နိုင်ရမယ်လို့လွတ် နိုင် လိမ့်မယ်လို့ကျွန်တော်မှန်းထားပါတယ်စူတစိတ်တစ်ခုခုချိန်နိုင်မယ်လို့မှန်းထားပါတယ်ခင်ဗျရွှေတစိတ်သာရယူနိုင်ခဲ့ပြီဆိုရင်မြန်မာနိုင်ငံပထမဦးဆုံး e-sport ရွှေတစိတ်အဖြစ်ကျွန်တော်ကသမိုင်းမှတ်တမ်းတင်မှာဒါပထမဦးဆုံးအသင်းပထမဦးဆုံးချိန်2025 33ချိန်မြောက်စီးကိန်းမှာရွှေတစိတ်ရယူနိုင်ခဲ့တဲ့ဒီ team စနကရဲ့ဒီ batch ပေါ့နော်အဲ့ဒါကိုကျွန်တော်ကမှတ်တမ်းတင်ကျွန်တော် e-sport သမိုင်းမှာမှတ်တမ်းတင်မယ် ထိုက်တန်တယ်ဆိုတော့ဂုံပြူပွဲတွေနဲ့ကျွန်တော်ကလေးတွေကိုဂုံပြူမယ်မိဘပြည်သူတွေနဲ့အတူအောင်ပွဲခံမယ်ပေါ့ဒါကလေးတွေအတွက်ကျွန်တော်တို့လှုပ်ပေးလို့ရတာအကုန်လုံးလှုပ်ပေးပြီးတော့သူတို့ရဲ့အောင်မြင်မှုကိုမိဘပြည်သူတွေနဲ့တူတူခံစားမယ်ပျော်ရွှင်မယ်အဲအဲ့ဒါပြီးွားရင်ဒီကလေးတွေအနားယူတယ်ဆိုတဲ့အချိန်နေကြရင်လည်းနိုင်ငံအတွက်ဂုံဆောင်နိုင်ခဲ့တဲ့အားကစားသမားတွေအဖြစ်နဲ့ခန့်ခန့်ညံ့ညာဂုံယူဝင်ကြွားစားအနားယူနိုင်အောင် ကျွန်တော်အားယူနေတာပြောပါတယ်ကျွန်တော်ကလေးတွေကလေးတွေအနေနဲ့ကျွန်တော်တို့ရဲ့အားကစားသမားတွေအသက်ငယ်ငယ်နဲ့သူတို့25 28လောက်မှာဆိုရင်ဒါအုံနောက်နဲ့ဒီ hand eye reflex နဲ့ကစားတာဖြစ်တဲ့အတွက်သူတို့တွေကအဲ့ချိန်လောက်ဆိုရင်နီးပြတွေလုပ်ရင်လုပ်မလုပ်ဘူးဆိုလို့ရှိရင် career ပြောင်းရင်ပြောင်းပါအဲအဲ့လိုအချိန်ပေါ့အဲ့လိုမျိုးဒီအားကစားနဲ့အားယူရဆိုတော့ဆောတယ်ပေါ့တခြားဘောလုံးတို့မှာဆိုအသက်40လောက်ထိလှူရှားလို့ရမယ်ပေါ့ဒီကလေးကကြောင့်အုံနောက်ရှားဖြစ်တယ်ဆိုတဲ့အချိန်ကအကောင်းဆုံးအချိန်ဆိုတော့လူငယ်တွေငယ်တဲ့အရွယ်မှာ လောက်ရတဲ့အာကစားဖြစ်တာနဲ့အညီသူတို့လေးတွေအနာယူသွားတယ်ဆိုတဲ့အချိန်မှာလဲသူတို့ဘဝအာမခံချက်တွေရှိအောင်ရွှေတစိမ့်သာရခဲ့ပြီဆိုရင် အာမခံချက်တွေရှိအောင်ကျွန်တော်ကတောက်လျှောက်လုပ်တော့မှာကျွန်တော်ရအခုခံယူချက်ကလည်းကျွန်တော်အီးဆော့အာကစားတမားတွေလူငယ်တွေနဲ့အီးဆော့အာကစားတမားတာ ဖြစ်လာလိုက်ဇဏကဇဏကမင်းသားတွေတာဖြစ်လာလိုက်သူတို့ပညာတတ်မယ်သူတို့ဘဝအာမခံချက်ရှိရမယ် လာတဲ့ကလေးတွေအကုန်လုံးနိုင်ငံဂုံဆောင်ရုံသာမကဘဝအတွက် guarantee တခု safety တခု retire လုပ်သွားရဲဆိုရဲအချိန်မှလည်းအတမွေးဝမ်းကြောင်းလုပ်နိုင်အောင်စီစဉ်ပေးမယ်ဆောင်ရွက်ပေးမယ်ချိတ်ဆက်ပြီးတော့အကောင့်ထဲပေါ်သွားမယ်ပညာတတ်ရမယ်ဘဝအတွက်အာမခံချက်ရှိရမယ်ဒါမှလူငယ်တွေ e-sport အားကစားကိုအများကြီးပို့ပြီးတော့ကစားလာကြမှာမိဘတွေကကျွန်တော်တို့ကလေးတွေအတွက်အမြဲတမ်း ဂုံယူချင်တာအားကစားသမားတွေအနေနဲ့ငါသားလေးကတော့ဘယ်အားကစားပွဲမှာစုတစိရယူခဲ့တာဆိုပြီးသူတို့ကဂုံယူဝင်ကြွားစာပြောချင်တာဒါမိဘအတိုင်းပဲပေါ့နော်ဆိုတော့အရင်တော့ဆိုရင်တော့ကျွန်တော်တို့ကအာ e-sport ကိုသားလှုပ်ချင်တယ်ဒါပေမဲ့သားဘယ်အထိဖြစ်မှာလဲဆိုတာမိဘတွေကိုချပြလို့မရဘူးဒါပေမဲ့အခုကကျွန်တော်တို့ကအမေသားအားကစားလုပ်မယ် e-sport လုပ်မယ်ဒါပေမဲ့သားကကမ္ဘာချန်ပီယံကြီးဖြစ်ချင်တယ်ဆိုတဲ့အရာက အမေကိုအိမ်မက်တွေပြောတာမဟုတ်တော့သူတို့ရဲ့ရှေ့မှာသူတို့ရဲ့စီနီယာတွေနဲ့ကကဘာပေါ်မှာမြမလူမျိုးမြမတာလီကိုရင်ထဲကထွက်သွားရဲ့ကိုကလေးကကဘာပေါ်မှာရှိတဲ့အင်အားကြီးနိုင်ငံအကုန်လုံးနဲ့ရန်မောင်တန်းပြီးတော့စူတစိတ်ကိုကဘာအဆင့်ကဘာချက်မျိုးယူထားတာဆိုတော့ကျွန်တော်တို့ e-sport အားကစားကကျွန်တော်လူငယ်တွေအကုန်လုံးအတွက်မဖြစ်နိုင်ဘူးဆိုတာမရှိတော့ကျွန်တော်တို့ကဖြစ်နိုင်ခဲ့ပြီးပြီအိမ်မက်တွေမက်တယ်အိမ်မက်တွေမက်တယ်ဆိုတဲ့အဆင့်ကနေ မျောလင်းချက်ဆိုတဲ့အရာဖြစ်နေပြီဆိုတော့အခုချိန်မှာမိဘရင်နဲ့စကားပြောရင်ဒါ e-sport အားကစားဘယ်ထိသွားမှလဲဘာလို့မှလဲဆိုအမေဒါအိုလံပစ်မှာအိုလံပစ်ဆုတရေကြီး you channel အာရှမှာအာရှဆုတရေကြီး you channel ဆိုရင်လမ်းနေရာပေါက်နေပြီလမ်းနေရာပွင့်နေပြီအိုလံပစ်မှာဆိုရင်လည်း2029နဲ့စပြီး Olympic e-sport game ဆိုတာလာတော့မယ်။အဲ့လိုပဲကမ္ဘာချန်ပီယံပွဲတွေကမ္ဘာအဆင့်ပြိုင်ပွဲကြီးတွေ World Cup ကြီးတွေကျွန်တော်ပေါ်နေပြီအဲ့လိုနေရာမှာလည်းကျွန်တော်ပေါ်နေတယ်အာပေါ်တယ်သူကသူရှိနေတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကျွန်တော်လူငယ်တွေကစုတစဲကိုယူပြီးသွားပြီဆိုတော့အဲ့ဒီအောင်မြင်မှုအခုလက်တော်ရရှိထားတဲ့အောင်မြင်မှုတွေနဲ့အခွင့်အလန်းတွေပေါ်နေတယ်ဆိုတဲ့အရာနဲ့ကျွန်တော်အဖွဲ့ချုပ်ကလည်းဆက်လက်လှုံ့ဆော်သွားမယ်ဆိုတဲ့အရာတွေကြောင့်ကျွန်တော်လူငယ်တွေအတွက်အားထားရတဲ့အားကိုးရတဲ့အားကစားသမားတွေဖြစ်လာမှာဖြစ်ပါတယ်လို့မိဘတွေစိတ်ချပါလို့ကျွန်တော်တရားပြောချက်ပါဟုတ်စီဂိမ်းကိုတွားရောက်ပြီးတော့ကိုစားပြုရှင်ပြိုင်ကြမယ်ကျွန်တော်တို့ရဲ့ team စနက်က 2025ခုနှစ်ရဲ့တင်းစနကရဲ့ကလေးတွေအကုန်လုံးပထမဦးဆုံးကတော့ဂုံယူတယ်ဒီလိုစနကဖြစ်ဖို့အတွက်ခက်ခက်ခဲခဲအများကြီးကိုကြော်ဖြတ်ပြီးတော့လယ်ရွေးစင်ကစားသမားအနေနဲ့ဖြစ်လာတာဆိုတော့လယ်ရွေးစင်ကစားသမားအနေနဲ့ဖြစ်လာပြီးကျွန်တော်တို့နိုင်ငံကျွန်တော်လူမျိုးရဲ့အလံကိုဂျင်ဘတ်မှာအားကစားသမားတယောက်အနေနဲ့ဂုံဆောင်ပြီးတည်ပြီးတော့ အားကစားပြိုင်ပွဲတွေမှာတော်ရောက်ရှင်ပြိုင်တော့မယ်အဲ့လိုရှင်ပြိုင်ခွင့်ရရှိတာကိုတိုင်ကကျွန်တော်တို့ကဂုဏ်ယူစရာဖြစ်နေပြီအဲ့ဒီဟာမှာတစင်ကျွန်တော်တို့ပျော်တဲ့ကျွန်တော်တို့ကြိုက်တယ်ဆိုတဲ့အားကစားနည်းနဲ့စူတစိတ်ကိုရအောင်ယူခဲ့ပါစူတစိတ်ကိုဖြားဖို့အတွက်ဘာမှနောက်ဆက်မတက်နဲ့စ조사ရှိရာရှိရာ조사ပြီးတော့အကောင်းဆုံးသာရှင်ပြိုင်ခဲ့ပါကျွန်တော်တို့ e-sport ကိုတူတူတိစောက်ကြမယ်တမိုင်းအောင်တူတူရေးကြမယ်ကျွန်တော်အနေနဲ့မြန်မာနိုင်ငံအတွက် ချွေအောင်တန်းနဲ့ e-sport တမိုင်းလေးကိုဖြည်းဖြည်းချင်းတိဆောက်သွားဖို့ကလေးတွေနဲ့အတူဖြည်းဖြည်းချင်းတိဆောက်သွားမယ်လို့ပြောချင်ပါတယ်။ Myanmar Star Bazaar